အမှတ်ခံထားတယ်ဆိုတော့မဟုတ်ထားတာလေတဲ့အဒီကိစ္စလေးကိုကျွန်တော်တို့1883ခုနှစ်ကဖြစ်တဲ့ Castilian နဲ့ Preston ဆိုတို့ရဲ့အငင်းပွားမှု case လေးကိုနမူနာထားပြီးပြောခြင်းပါတယ်အဲ့ဒါကဘာဖြစ်ခဲ့လဲဆိုတော့ Castilian ဆိုတဲ့လူကပေါ့နော်သူကအာဟိုတစ်ခွဲသားတွေကိုအမှတ်ခံကုမ္ပဏီမှာတွတ်ထားလိုက်တယ်အပြီးတော့သူကကုမ္ပဏီတစ်ခုကိုရောင်းလိုက်တယ်ရောင်းပြီးတော့ deposit ယူထားရပေါ့နော်ဒါပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီတစ်ခွဲသားတွေကမိလောင်သွားရမိလောင်သွားတော့ အမကန်ကုမ္ပဏီမှာယောကြီးတောင်းတော့အမအမကန်ကုမ္ပဏီကလည်းပေါ့နော်သူကဘာလဲဆိုတော့ဟိုရောင်းလိုက်တာကိုမသိတဲ့အတွက်သူကယောကြီးယောကြီးပေးလိုက်ရောအပေးပြီးမှသူရောင်းသွားပြီးပါပြီဆိုသိတဲ့အတွက်အဲအမကန်ကုမ္ပဏီကသူ့ရဲ့အဲပေးထားတဲ့ငွေတွေပြန်တောင်းတယ်ပေါ့နော်တရားစွဲတယ်ပေါ့တရားစွဲတော့တရားရုံးရောက်သွားတရားရုံးရောက်သွားတော့အာဆိုကြပါစို့ဟိုဘက်ဒီဘက်အငင်းပွားတဲ့အငင်းပွားမှုဖြစ်ကြတယ်ပေါ့အဲ့ဒီလိုအငင်းပွားမှုဖြစ်တဲ့ချိန်မှာတရားရုံးတရားသူကြီးကဘယ်လိုဆုံးဖြတ်ပြီးလဲဆိုတော့အမကန်ထားတယ်ဆိုတာတဲ့ဒီ gate မှာပေါ့နော်အမကန်ထားတယ်ဆိုတာ အဆောက်အဦးကိုလည်းထားတာမဟုတ်ဘူးဒီအဆောက်အဦးလုပ်တဲ့ပစ္စည်းတွေကိုလည်းထားတာမဟုတ်ဘူးပြီးတော့ဒီအာဒီထဲကဟိုပါဘောနော်ပရီဘောကတွေလည်းထားတာမဟုတ်ဘူးမဟုတ်ဘူးလို့ပြောမဟုတ်ဘူးပေါ့ဘာလို့ထားတာလဲဆိုအမကန်ထားတယ်ဆိုတာတခုခုပျက်စီးဆုံးရှုံးသွားရင်ပျက်စီးဆုံးရှုံးသွားရမယ်ငွေရေးကြေးတံမှုတနည်းအားဖြင့်ပြောမယ်ဆို opportunity interest ဆိုတာကိုထားတာဖြစ်တယ်ပေါ့အဲ့တော့သူဒီအဆောက်အဦးကအာဒီပစ္စည်းတွေကရောင်းပစ်လိုက်တဲ့အတွက်သူ့မှာဆုံးရှုံးစရာမရှိဘူးဆိုတဲ့အတွက် ်အာဒီ case မှာအာအမကန်ကုမ္ပဏီကမှန်တယ်အသူဒီဆုံးရှုံးစရာမရှိတဲ့အတွက်သူ့ရဲ့အဲရထားတဲ့ပတ်စံတွေကိုပေါ့နော်အမကန်ကုမ္ပဏီပြန်ပေးစေဆိုပြီးတော့ဆုံးဖြတ်ခဲ့ဆုံးဖြတ်ခဲ့တာရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်